မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 9ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ညီမတွေဖြစ်ပေမဲ့အနုပညာလောကထဲမှာမိုးနဲ့မြေလိုစင်တန်းကွဲပြားလာတဲ့ဝတ်မှုရွှေနဲ့ဖွဖွေးတဲ့တင်စင်ပေါ်မှာမပြောသင့်တဲ့စကားတွေကိုပြောမိတဲ့အစွန်တော်လေးကစိတ်ဝိတနာရှင်ဖြစ်ကြောင်းသတင်းတွေထွက်လာတဲ့တင်အနုပညာလောကမှာထူးထူးခြားခြားပုံစံနဲ့ကျင်းပခြင်းတို့လူပြောများနေတဲ့ကုရွှေမန်းရဲ့မင်္ဂလာပွဲတည်တဲ့ အလူတန်းလေးရံရောတလူကြီးကျယ်ခန်းနာတဲ့တိန်လေးတောင်းတန်ဆိုင်ကြီးကိုချပြလာတဲ့တထေကြီးဦးမျိုးတန်တဲ့ရန်ကုန်သူတွေကိုပြောလို့နာမည်အရှမ်းကြီးသွားတဲ့ Wink Owen ရဲ့ဂီတမျိုးစားကပါလေတဲ့ဗောမီဆော့ဆာခန်းစားနေရတဲ့ငင်းငင်းမနေနိုင်တဲ့ရောဂါ Tourette syndrome ဆိုတာပါလေတဲ့ပဲဖြစ်ပါရဲ့ရှင်ညီမတွေဖြစ်ပေမယ့်အနုပညာလောကထဲမှာမိုးနဲ့မြေလိုအစင်တန်းကွဲပြားလာတဲ့ဝိမုံရွှေနဲ့ဖွဖွေးမင်္ဂလာပါပရိသတ်များရှင်ဝိမုံရွှေနဲ့ဖွဖွေးဆိုတာကတော့ ိုးရခင်ကလေးကဆလို့ယနေ့အချိန်ထိကိုအပြိုင်ဆိုင်စ조사နေစေဖြစ်တဲ့ညီမနေရောက်ပါဒါပေမဲ့လို့သူတို့ဟာခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့စင်တန်းတွေကွာဟနေပြီလို့ထင်ကြီးပြီးပြုံးစရာကိုခံနေရပါတယ်။ဝိမုံရွှေကြီးကတော့ခရိုနီရဲ့ဇနီးမယားဖြစ်သွားတာကြောင့်ရုပ်ရှင်အတိုင်းပိုင်းကတော့ခက်ခက်ရရနဲ့အောက်ကျိုဆက်ဆံပြီးကောင်းပါပြီဆိုရင်ရုပ်ရှင်စကားကြီးတွေအတွက်ပဲကန့်လန့်ချတယ်။ဖွေဖွေကတော့ခုနောက်ပိုင်းမှာပေါကားတွေပဲရိုက်ခွင့်ရနေပါတယ်ရှင်။ အခုနောက်ပိုင်းမှာညီမနှစ်ယောက်စလုံးကဟိုရင်လူမျိုးစကားတွေကိုအကျဉ်းကြီးစိတ်အောင်မရိုက်ကြတော့ပါဘူး။ဝိုင်းရင်မင်းသမီးကြီးတွေဖြစ်ပြီးကိုချီနေနဲ့ကိုဖြစ်နေကြပြီးတော့ရုပ်ရှင်မရိုက်တော့ရင်တော့ပြိတက်ခိုင်မာနဲ့နေနိုင်စားနိုင်ပြီဖြစ်လို့နင်းနေချီမသာတကားတော့ပဲရိုက်ကြတော့တာပါ။ဖွေးစင်ရဲ့အစင်တန်းနဲ့ကိရဲ့အစင်တန်းဟာမိုးနဲ့မြေစီးနဲ့ရှီလို့ဖြစ်နေပြီးဆိုပြီးတော့ဝေဖန်ခံရတဲ့တရက်ခံကနောက်ဝင်တဲ့စကားကြီးချောင်းပါပဲ။ဟုတ်ပါရဲ့ပြိတ္တများရှင် ကဲရိုက်ကူခဲ့တဲ့နဝဝတဲ့ရုပ်ရှင်စကားကြီးကတော့တကယ့်ကိုတော်ဝင်တန်းဝင်တဲ့နိုင်ငံတကာစင်တန်းကိုတော့အသာလေးမိတဲ့ပြင်ပါဝင်ထားတဲ့တရုတ်ဆောင်တွေကလည်းတကယ့်ကိုပါရမီရှင်နေပါရုံမာတော်လူတွေတွန်းမလောက်လမ်းမပေါက်ဖြစ်ခင်ရပါတယ်ဒါပေမဲ့ဖွေးစိန်ရိုက်ကူခဲ့တဲ့အကြီးတီးရုပ်ရှင်ကိုတော့စားထွက်ကလေးကအားလုံးကပေါကားကြီးဆိုပြီးတော့ဝေဖန်နေကြတာပါပါဝင်ထားတဲ့တရုတ်ဆောင်တွေကလည်းတက်တက်ဆလိုလိုဘာလိုလိုနဲ့တကယ်ကိုကြည့်ရတာကန့်လန့်ကြီးဖြစ်နေပါတယ်တဲ့။နာမည်ကြီးဆုံးကတော့ပဲပြုတ်တောင်မှောက်ကြတဲ့ဇဝင်ခံပါ ်မင်းသမီးတယောက်ဆောင်တာကပြည်ပြင်ပေမဲ့တောင်းထဲမှာပါပဲပြုံးမှာမပါလို့အသေးတံဝေဖန်တာကိုတော့ခံခဲ့ရပါသေးတယ်။ဒါကြောင့်မို့အခုနောက်ပိုင်းမှာဖွေးစိန်လေးကအရေးချင်းနေရှိပေမဲ့လည်းထောက်ပြခွင့်မရတော့ပါဘူး။ကေကတော့သူ့မှာရှိသမျှအရေးချင်းကိုနှစ်ဆပို့လို့တုံးအောင်ပြိုးထောင်ပေးချင်နေသူတွေနဲ့ဇက်တိုက်ဆုံနေရတဲ့အနေထားပါ။နဝဝိသေးရုပ်ရှင်မလေးထိတ်တန်းမင်းသမီးကြီးတွေကိုရန်ကလာကြီးကအားပေးပြီးစာတတန်ပေတတန်နဲ့ချီချူးချင်းတွေကိုတော့ခံခဲ့ရတာပါ။ ဒါဆိုရင်ပြည်သက်ကြီးတို့ရောတည်ညီမနှစ်ယောက်ရဲ့စီနေရှိလို့ကွာခြားလာတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဘယ်လိုများတွေးတင်မိကြပါသလဲရှင်။စင်ပေါ်မှာမပြောတဲ့တဲ့စကားတွေကိုပြောမိတဲ့ဆွန်တော်လေးကစိတ်ဝိတနာရှင်ဖြစ်ကြောင်းတည်နေထွက်လာ။စင်ပေါ်မှာလူချမကောင်မချောင်းဝင်မနာတာစကားတွေနဲ့ပြောခဲ့နေသူလူပြောများနေရာကလူငယ်ကြိုက်ဆွန်တော်ဝင်းပါ ဒီကိစ္စကတော့ပြီးခဲ့တဲ့နိုဝင်ဘာ၂ရက်နေ့ကကျင်းပခဲ့တဲ့ Overflow Show ဂီတာပွဲတော်ကြီးမှာဖြစ်ခဲ့တာဖြစ်ပါတယ်။လူငယ်တွေသင်းဆွဲရပ်ပါဆိုတော့ Wink Owen ကစင်ပေါ်ကနေအရန်ကိုရိုင်းပြတဲ့မချောင်းဝင်မနာတာညဉ့်ညမ်းစကလုံးတွေတုံးလုံးခဲ့တာလေးဖြစ်ပါတယ်။ဒီကိစ္စကြောင့်ပြိတက်တွေအထူးသဖြင့်အဲ့ဒီပွဲမှာရှိနေခဲ့ကြတဲ့အမျိုးသမီးတွေကလေးတငယ်တွေရဲ့မိဘတွေကတော်တော်လေးကိုဒေါသထွက်ခဲ့ကြပြီးသူကိုအရင်ယူပေးဖို့ထိတောင်းဆိုခဲ့ကြတာပါ ဒီကိစ္စဖြစ်ဖြစ်ချင်းမှာတော့အမှုပညာတိုင်ဝိုင်နိုင်ငံကျော်ဆူရွန်ရှင်လေးက Rapper Wing အဝင်အတွက်ကြောင်းမိဖြစ်ရှင်းပေးဖို့ကူညီပေးဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ဒီကိစ္စကလူပြောများနေတဲ့အတွက်နောက်ဆုံးမှာတော့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကနေဒီဆူရွန် Wing အဝင်ကိုထိမ့်သိမ်းစစ်ဆေးတဲ့အခြေအနေကြီးရောက်ရှိသွားခဲ့ပါတယ်။တမီမဲခုဒီတည်င်းရဲ့နောက်ွယ်ကနောက်ဆက်တွဲတည်င်းကအားလုံးကိုအားအသင့်သွားစေခဲ့ပါတယ်။ အလားကတော့အစိုးရယုံလေးနဲ့တခြားသောဂီတအသားဝိုင်းကတည်င်းရင့်မြတွေရဲ့ပြောရာအခုထိမ့်သိမ့်ခံထားတဲ့အစိုးရဝင်းအဝင်းဟာပုံမှန်အခြေအနေမှာမရှိဘဲစိတ်ဝေဒနာကိုဆူဆူရွရွခံစားနေရတယ်လို့ဆိုပါတယ်။တည်င်းနေရဆုံရာအစိုးရဝင်းအဝင်းဟာမန္တလေးငလင်းကြီးမှာသူ့ရဲ့မိသားစုဝင်၉ယောက်လုံးအတန်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါနဲ့ပဲရက်သွားခင်လားဆိုတော့မဟုတ်သေးပါဘူး။အဲ့ဒီငလင်ကြီးကနေအတန်ရှင်ကြံ့ရစ်ခဲ့တဲ့သူ့ရဲ့အကိုဖြစ်သူတယောက်တည်းကလည်းနောက်ပိုင်းမှာတိစိတ်တန်ရာကိုမခံနိုင်တော့လို့ကိုကိုကိုစီရင်သွားခဲ့တယ်လို့ဆိုပါတယ်။ဝင်းအုံဝင်ဟောင်းသူရဲ့မိသားစုအားလုံးလောကကြီးထဲမှာဘယ်သူမှမကြံတော့တဲ့အထိတယောက်တည်းကြံ့ရစ်ခင်ရပြီ။အဲဒီစိတ်ထင်ရထရမာတွေကြောင့်သူဟာစိတ်ဝင်တံတားကိုခံစားနေရတာဖြစ်တယ်ဆိုပြီးပြောလာတာပါ။ overflow ပွဲကဗီဒီယိုတွေကိုပြန်ကြည့်တဲ့အခါမှာ wing အဝင်တယောက်အဲ့ဒီညကစင်ပေါ်မှာငိုယူနေခဲ့တာပုံမှန်မဟုတ်ဘဲအယုတ်ကျိုးပြန်လဲကျသလိုဖြစ်နေခဲ့တာတွေကိုမြင်ရပါတယ်။တချို့ပရိသတ်တွေကတော့ဒီတည်င်းကိုမရှုံကြပါဘူး။ဒါအရေးယူခံရတော့မှထွက်ပေါက်ရှာတာ၊စင်ကြေးပြီးတာ၊တနာအောင်လုပ်ပြီးအမှုကနေလွတ်အောင်ကြိုးစားတာလို့မြင်ကြပါတယ်။ တကယ်လို့စိတ်မနှံမှုဆိုရင်ဘာလို့စင်မတက်ပြီးပွဲဆိုခိုင်းသေးလဲဆိုပြီးမေးခွန်းထုတ်ကြပါတယ်။တချို့ကတော့မိသားစုဝင်ကိုယောက်နဲ့ကိုပါဒီလိုဆုံရှုံထားတဲ့လူတစ်ယောက်ရဲ့စိတ်ချင်းလေးကိုနားလည်ပေးတဲ့နေဆိုပြီးတော့သူ့ဘက်ကနေရက်တီပြောဆိုလာကြတာကိုလည်းတွေ့ရပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။ Wink Owen ကတကယ်ကောင်းနေတာလား။အရေးယူမှုကနေလွတ်မြောက်ဖို့အတွက်လုပ်နေတာလားဆိုတော့မိမိတို့အမြင်ကိုပြောသွားကြပါဦးရှင်။ စိန်တတိမကြီးအယ်မတင်ကတော့ပါတော်မဲဖြစ်ဖြစ်ဒီလိုရိုင်းပြတဲ့ပြုမှုလုပ်တာကိုခွင့်လွှတ်နိုင်စရာမရှိဘူးလို့ဆိုလာပါတယ်။ဒါဟာကလေးတငယ်တွေအရွယ်မရောက်သေးတဲ့လူတွေအတူယူမနိုင်တယ်လို့ဆိုကြတာပါ။ကြည့်ရှုအားပေးကြတဲ့ပြည်သက်တွေကိုကျေးဇူးထူးပဲတင်ရှိပါရစေ။ ညာလောကမှာထူးထူးခြားခြားပုံစံနဲ့ကျင်းပခဲ့လို့လူပြောများနေတဲ့ကိုရွှေမန်းရဲ့မင်္ဂလာပွဲ။အခုရက်ပိုင်းနဲ့ထူးထူးခြားခြားကျင်းပခဲ့တဲ့မင်္ဂလာပွဲတစ်ပွဲရှိပါတယ်။အနာကတော့မြမရုပ်ရှင်လောကရဲ့ဩဇာအကြီးဆုံးရုပ်ရှင်ထုတ်လုပ်သူကိုရွှေမန်းခုံဝေမင်းမောင်နဲ့သူချစ်သူဒေါက်တာဖူးပွင့်ခိုင်တို့ရဲ့မင်္ဂလာအခမ်းပွဲကြီးပါပဲ။ဒီပွဲကမြမရုပ်ရှင်လောကတကူလုံးကထိတ်တန့်စူပါစတာမင်းသားမင်းသမီးတွေကဆောင်းအမှုပညာရှင်ပေါင်းမြောင်များစွာကတက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြတာပါ ကိုရွှေမန်းဟာအနုပညာရှင်တိုင်းကိုကုညီလွှဲရင်အမြဲကုညီပေးတတ်ပြီးလူတိုင်းနဲ့ဆက်ဆံရေးကောင်းဖို့လို့အနုပညာရှင်တွေကလေးစားကြတာဖြစ်ပါတယ်။ကိုရွှေမန်းရဲ့မင်္ဂလာပွဲမှာအထူးခြားဆုံးကမင်္ဂလာညစာစာပွဲပါ။တခြားပွဲတွေလိုတချင်းစုကိတ်ခွဲတာထက်သူ့ကိုချစ်ကြတဲ့နမဲကြီးမင်းသားမင်းသမီးတွေအားလုံးကသူ့ကိုအမတ်တရားနမဲကြီးရုပ်ရှင်လေးကိုဟာတန်းလုပ်တဲ့ဗီဒီယိုလေးတွေမှာကိုရိုင်းတင်းအောင်ဆောင်ရိုက်ကူးပြီးပြသချင်တာပါ။ နမကြီးစကားကြီးတွေကစုံဝင်ခံတွေကိုကိုရွှေမန်းကိုစာနောက်ပြီးရိုက်ထားမှုပွဲတန်လာတဲ့ဧည့်သည်တွေရောတတို့သားတတို့သမီးပါ အလုံးတဝဝတဟဟာနဲ့ပွဲကြခဲ့ရပါတယ်ဒါကြောင့်ကိုရွှေမန်းရဲ့မင်္ဂလာပွဲဟာအမှုပညာရှင်တွေရဲ့စစ်မှန်တဲ့ရှင်နေမှုပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့တကယ့်ကိုပျော်စရာအကောင်းဆုံးမင်္ဂလာပွဲတစ်ခုဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ပရိသတ်ချင်းတို့ရောကိုရွှေမန်းရဲ့ဒီလိုထူးခြားတဲ့မင်္ဂလာပွဲကြီးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။ အလူတောင်းလဲရဲ့ရောတလုံးကြီးကျယ်ခန်းနာတဲ့တိန်းလေးတောင်းတန်ဆိုင်ကြီးကိုခြားပြားနာတဲ့တထေကြီးဥမျိုးတန်အခုမှတော့ပြိတက်တီကိုတင်ဆက်ပေးသွားမှာကတော့အသက်60ကျော်ရွယ်မှာခန့်ငယ်ငယ်မျိုးသမီးလေးနဲ့ထိမ်းမြလက်ထက်ခဲလို့တချိန်ကအင်တာနက်ပေါ်မှာဟိုးလီတချို့ဖြစ်ခဲ့ရတဲ့တထေကြီးဥမျိုးတန်အကြောင်းကိုတော့ကြားပူးနာမှာတော့ရှိကြမှာပါ ခုချိန်မှာတော့တနင်္ဂနွေလုံးကပြည်သူပြည်သားတွေအံ့ဩမင်သက်သွမ်းလောင်းမဲ့ဘသူမှမသိသေးတဲ့ကျွမ်းဝချမ်းသာမှုတွေကိုအလုံးချိန်မှာချပြလာခဲ့တာကတော့မန္တလေးမြို့မြနယ်ဖုံတထေးကြီးဦးမျိုးသားမှာဒီနေရာမှာမေးစရာရှိတာကတော့မန္တလေးမြို့ရဲ့တထေးကြီးဦးမျိုးသားရဲ့ဘလို့စည်းစိမ်ချမ်းသာမှုတွေကအလုံးကိုအံ့ဩမင်သက်စီမှာလဲဆိုတာပါပဲဟုတ်ပါတယ် တချိန်လုံးကတက်60ကျော်ပြီဖြစ်တဲ့တတိကြီးဦးမျိုးတန်နဲ့အသက်ခန့်ငယ်ငယ်အမျိုးသမီးလေးကိုဆက်ဆက်ထေးမြခဲ့တဲ့အကြောင်းလေးကတော့ Facebook စာမျက်နှာတစ်ခွမှာတော်တော်လေးကိုရေးပန်းစားလူပြောများသွားခဲ့ပါတယ်ဆဆချင်မှာတော့အခုလိုတက်ကြီးကြီးကိုဖေရွယ်လောင်းရှိတဲ့ယောက်ျားကိုလက်ထက်ခဲလို့အဆိုပါမျိုးသမီးငယ်လေးကိုဝေဖန်ပုတ်ခတ်ချသလိုတတိကြီးဦးမျိုးတန်ကိုလည်းထုံနီး၎င်းပဲပြောဆိုတိုက်ခိုက်ခဲ့ကြပါတယ် တချို့ကလည်းလှမ်းပြောင်းတရာမျိုးတွေမျိုးစုံရှိခဲ့ပါတယ်။ဒါပေမဲ့တထေးကြီးဦးမျိုးတန်းတို့ဇနီးမောင်နှံကိုဝေဖန်တိုက်ခိုက်ပြောဆိုမှုတွေကတော့ခုချိန်မှာလူတိုင်းရဲ့အားကျမှုချီးကျူးမှုတွေကိုပဲခံနေရပါပဲ။ဘာကြောင့်လဲဆိုတော့ကတော့အတိတ်ကချက်ကဦးမျိုးတန်းကသူ့ရဲ့ပိုင်ဆိုင်တဲ့ငွေကြေးချမ်းသာမှုတွေနဲ့စီးဆင်းဥစ္စာတချို့ကိုအလုံးရှိကိုချပြလာခဲ့တာပါ။အရာကတော့ဥမျိုးသားသူတို့မိသားစုလေးတစုနေထိုင်မှုစောက်လုပ်ထားတဲ့ငွေကျပ်သိန်းပေါင်း9000ကျော်တန်မိုးကြီးလေးတက်တိုက်ကြီးတစ်လုံးကိုချပြလာတာပါ ဒီအင်ဂျီကတော့2021 2022လောက်ကစဆောက်တာဖြစ်ပြီးခုချိန်မှာတော့အစဆုံးချောတက်ပြင်ဆင်မှုလောက်ပဲကြာမှာတော့တယ်။အင်ဂျီတိန်လုံးဟာအပြင်ဘက်ကနေကြည်ရင်ကိုပဲတတော်လေးကိုချက်တည်ပေါင်းခါညောင်းနေအပြင်အင်တွင်းနဲ့ခြံဝင်းပြင်ဆင်ကလည်းဦးမျိုးတန်းရဲ့စိတ်ကူးစိတ်တန်းအတိုင်းဆောက်လုပ်ထားတာဖြစ်ပြီးတခြားသောပညာရှင်တွေထက်ကိုစီးစနစ်ကျလာပါသေးတယ်။ အင်ဂျီနဲ့ပတ်သက်လို့ဥမျိုးသားပြပြလာတာကတော့အင်တထက်စီမှာဂျွန်ဘရောက်တင်နဲ့မတူအောင်လှဆင်ထားတဲ့တိပင်းကြီးရေတခုနေနဲ့ကျွန်တော်ကြိုက်ဖန်တီးထားတဲ့ဆိုပြီးတော့ပါပဲ။ ။ဒီရင်ကြီးထဲမှာတော့တက်ရွင်ရနေပြီဖြစ်တဲ့တထေကြီးဥမျိုးသားအတွက်ဓာတ်လေကားတွေလည်းပြည့်စုံထည့်သွင်းပြင်ဆင်ထားပါတယ်။ဒီလေးတဲ့တိုင်ရင်ကြီးထဲမှာနောက်ထပ်ထည့်သွင်းဆောင်လုပ်ထားတာတွေကတော့ဥမျိုးသားကိုယ်တိုင်အလုပ်လုပ်ဖို့အလုပ်ခန်း၊ဇနီးတဲ့မဲ့ရီမုံစင်းစရာတွေကြည့်ဖို့အလုပ်လုပ်ဖို့ရုံးခန်းတည်တံတခန်းပြီးတော့သူ့ရဲ့အသေးအသက်ဖြစ်တဲ့အမှားဘူးတမီလေးနှစ်ယောက်စိတ်ကြက်ကစားနိုင်မယ်။ကစားကန်းကြီးဆွေမျိုးဧည့်သည်တွေလာရင်တဲဖို့ဧကန်းဒီအလုံးတည်တံစီစဉ်ထားတာပါ။ အခုလိုတေချာစည်းစနစ်ကြာနာစွာနဲ့မိသားစုလေးအတွက်ပါထည့်သွင်းစဉ်းစားပေးတတ်တဲ့ဥမျိုးတက်ရဲ့မိသားစုအပေါ်ဘလောက်ထိမျက်နှာတွေ့တာတက်တယ်လဲဆိုတော့ကိုမြင်နိုင်ပါတယ်။ဒါနေမကတည်ပါဘူး။အပေါ်ထဲမှာရှုခင်းကြည့်လေးသားဆောင်နေပြီ။မြမမှုနဲ့ရလေးကိုပါကြိုက်တတ်တဲ့တထေကြီးဥမျိုးတန်းကသူငယ်စဉ်ကအသုံးပြုခဲ့တဲ့နော်လေးလာဒီဇိုင်းလေးကိုတော့ထည့်သွင်းတိဆောက်ထားပါသေးတယ်။ဒီလောက်ထိခန္ဓာကြီးတဲ့ပင်နန်းတော်ကြီးတများစီးစိမ်ပြေအောင်ဆောက်လုပ်နိုင်တဲ့တထေကြီးဥမျိုးတန်းမှာဘလူစီပွားရေးတွေရှိနေလေလို့မိကုန်းကထုတ်လာကြပါတယ်။ တကယ်တော့ဦးမျိုးတန်းဟာမန္တလေးမြို့ရဲ့မျက်နှာဖုံးရှင်တထေးချင်းလေဟီကများစွာစိုက်ပျိုးရေးကုမ္ပဏီတွေပွဲရုံတွေအများကြီးပိုင်ဆိုင်ထားသူတူပါနောက်ပြီးဦးမျိုးတန်းဟာသူ့ရဲ့အမဘူးသမီးလေးတွေရှာဖို့အတွက်ထိုင်းနိုင်ငံမှာတိမ်မောင်းထောင်ကြီးအကုန်ခံပြီး IVF နည်းပညာနဲ့ကြိုးပမ်းခဲ့သူပါစနီးတဲ့မဲရီမွန်ကိုလည်းတိမ်မောင်းတောင်းချီတန်းနဲ့ကားတိကြီးတွေဆာပရိုက်စ်လက်ဆောင်ပေးခဲ့ဘူးသူပါ။ဒါကြောင့်လေသူစနီးကတော့သူ့ခင်မောဟာရှားမရှားနဲ့ယောက်ျားကောင်းမှလို့ချီးကျူးထားရတာပါ။ ဒီလိုချက်တွေချောင်းမင်းဥမျိုးတန်းတို့မိသားစုနဲ့ပတ်သက်လို့အခုလက်ရှိလူတွေရဲ့ပတ်သက်ပြားမှာတော့ကန်ကောက်လိုက်တာအားချလိုက်တာဆိုတဲ့ချီချူးစကားတွေပဲထွက်လာပါတော့တယ်။ဒီဗီဒီယိုလေးကိုစုံထီကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေကရောအခုလိုအကြောင်းအရာလေးနဲ့ပတ်သက်လို့ဘလို့မြင်မိလဲဆိုတာကိုလည်းပြောပြပေးသွားကြပါအောင်ရှင်။ရန်ကုန်သူတွေကိုပြောလို့နမယ့်အရန်ကြီးသွားတဲ့ Wink Owen ရဲ့ဂီတာမျိုးစာကပါလေ လက်ရှိ online ပေါ်မှာရန်ကုန်သူလေးတွေကိုဘာလို့မေးဆိုပြီးအော်ပြောလို့အဖမ်းခံနိုင်ရတဲ့လူငယ်ဆိုတော့ဖွဲ့ကူတီးကြမယ်ထင်ပါတယ်မြမရဲ့ခြေမှုနဲ့မကညီတဲ့စကလုံးတွေကမှ state စင်ပေါ်မှာပြောဆိုသွားတာဖြစ်တဲ့အတွက်တနိုင်ငံလုံးကတတိထားမိခဲ့ကြတာပါဗုဒ္ဓဘာသာနိုင်ငံတော်မှာဒါမျိုးပြောဆိုတာကိုနားမခံနိုင်တဲ့အတွက်ယခုကတန်တိုင်နောက်ကိုရောက်ရှိသွားပြီးဒီဆိုရရဲ့အကြောင်းကလူကြီးလူငယ်ကြားပြောစရာဖြစ်လို့နေပါတယ် တချို့ကလည်းဒါကြီးကတချင်လားဘာဂီတာလည်းဘာလို့ဒီလိုတက်ပြောင်းရတာလဲသူတို့အဖွဲ့ကဘာတချင်းနေစွန်ရလဲဆိုပြီးမိကွန်းနေထုံနေကြပါတယ်တကယ်တော့ဒီကောင်လေးတွေရဲ့ဖွယ်နာမည်က Wink Owen လို့ခေါ်ပါတယ်ဖြောပြတဲ့ဂီတာမျိုးစားကမြန်မာနိုင်ငံမှာလူတွေသိနားမလည်သေးတဲ့ Trap Hip Hop အမျိုးစားပါ Trap Hip Hop ဆိုတာ Hip Hop ဂီတာမျိုးခွဲတစ်ခုဖြစ်ပြီး American ပြည်အောင်စုတောင်ပိုင်းမှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဘတ်အတန်ပြင်းပြင်းအယမ်းမြန်ပြီးနားလျာခက်တဲ့ high hat ပုံစံ စီဝါကြကြရိုက်ခတ်တဲ့ drum တန်းတန်ဆုံတီဝိုင်းအရှင်ဟုံကောင်းကောင်းနဲ့စိတ်တစ်ခုလုံးကိုလွင့်ထွက်သွားစေတဲ့ဒီဖောက်ခွဲပြတဲ့မျက်နှုံးမြင်ဂီတာမျိုးစားပဲဖြစ်ပါတယ်။ကောင်းလားဆိုးလားဆိုတော့အခြေခံလူတန်းစားရရဲ့စိတ်ကိုလွတ်လပ်တဲ့ရိုင်းစံတဲ့ဂီတာလိုပြောရမှာပါ။ trap ဆိုရင်ဝါဟာရကိုယ်တိုင်းကမူရဲ့စေဝါရောင်းဝယ်ရနေရလို့ဒိတ်ပင်ရတာမို့လို့ဘဝရဲ့အမှောင်ချမ်းကအကြောင်းအရာတွေကိုသိဆိုတာဖြစ်ပါတယ်။ ထရပ်တချင်းတွေထဲမှာစိတ်ရဲ့အညစ်အကြေးတွေဖြစ်တဲ့မွေရစိမ့်အိယာကိစ္စနဲ့ငွေကြေးနှာချင်မှုရုန်းကန်ရတဲ့လောကဒဏ်တွေနဲ့လမ်းပေါ်ကဂျစ်စီဘဝတွေကိုအသာပေးရေးသားလို့ရှိကြပါတယ်။အစားတော့ကတော့လမ်းပေါ်ကအော်ဟစ်တန်နေတာဖြစ်ခဲ့ပေမယ့်နောက်ပိုင်းမှာအမှုပညာတကူဂီတာမျိုးစားတရံဖြင့်စီစဉ်ခဲ့တာအံ့ဩစရာပါ။ US က Rock Hip Hop Concert တွေမှာဆိုရင်လေမိုးမောင်းဆဲနေကြတာပါပဲ။ အနောက်နိုင်ငံတွေမှာ2000ခုနှစ်စောပိုင်းကနေစတင်ခေတ်စားခဲ့ပေမယ့်မြန်မာနိုင်ငံလိုမျိုးဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်ကားပြီးအနေထိုင်တိုသိတဲ့နိုင်ငံမှာတော့ trap guitar ဟာပြဒါတလန်းတန်တလန်းဖြစ်လွန်နေပါတယ်ဒါပေမဲ့လူသိမသိတဲ့ underground ခန်းစားမှုကတော့လူငယ်တွေဟာ truck ကိုအသွင်ပြပြီးခန်းစားချက်တွေကိုဖွင့်ထုတ်ကြပါတယ်။အခုဖန်းခံလိုက်ရတဲ့ကောင်လေးတွေဆိုရင်လေဒီ truck guitar ကို လုံနေတာလွန်ခဲ့တဲ့6နှစ်လောက်ကတည်းကဆိုတော့တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ဒီကောင်လေးကကိတာခန်းစားမှုအဆင့်ခါနေရိုင်းတဲ့အဆင့်ကိုရှောက်သွားတာကြောင့်ယုံဖုန်းနဲ့ကင်မရာတွေပေါပေါများများရှိနေတဲ့ခေတ်ကြီးတွေမှာမစင်မကျင်လောက်တာကြောင့်ယုံခုလူတွေဖြစ်သွားရလေလို့ထင်ပါတယ်။ Underground မှာကိုအစုနဲ့ကိုလွတ်လွတ်လပ်လုပ်နေလို့ရှားရနေလူကြားထဲထွက်လို့လို့ဖြစ်တယ်ဆိုတော့အားရပဲပြောရမှာပါ။လူငယ်တွေအနောက်တိုင်းနဲ့မီအမှုပညာရေးစီးကြောင်းကိုနားလည်လိုက်ပါလာတာဟာချီချူးစရာပေမယ့်အခုလိုအရိုင်းဆန္ဒကိုနှမချင်းမစာမနာတက်အော်တာကတော့ဘလို့မှလက်ခံလို့မရတဲ့ကိစ္စဖြစ်ပါတယ်။ အဆုံးရောက်တဲ့လူကြီးတွေကဘာဂီတာမှန်းမသိဘဲပုံမှန်အကြီးကြီးတွေတက်လိုက်တော့ပိုဆိုးကုန်ပါတယ်။ဒီတိုင်းတော့ဆိုဒီကောင်လေးတွေလည်းသမီးဆုံးလို့ပဲဒီစတိတ်စင်ပေါ်ကပြက်ကန်းနေကိစ္စတွေကုံရှုပ်ကုန်ပြီးတတလုံးတန်တိုင်နောက်ရောက်နေလို့အားလုံးကလည်းခံမှန်းနေကြပါတယ်။ပရိသတ်ချင်းတို့ရောရန်ကုန်သူလေးတွေကိုစတိတ်စင်ပေါ်ကနေနားမခံနိုင်စရာပြောဆိုသွားလို့အရေးယူခံလိုက်ရတဲ့ဒီဆိုတော့ဖွဲကဘလို့မြင်တယ်လဲဆိုတာနဲ့ trap guitar မြန်မာနိုင်ငံမှာစီးဆင်းလာမှုအပေါ်ဘလို့များထင်ကြပါသလဲနော် ။ဘော်ဘီဆော့ဆာခံစားနေရတဲ့ငြိမ်ငြိမ်မနေနိုင်တဲ့ရောဂါ Tourette syndrome ဆိုတာပါလေ။လောပိုင်နဲ့ပြတ်သွားပြီးတဲ့နောက်မှာပို့တောက်ပတဲ့ဒုက္ကမလေးဘော်ဘီဆော့ဆာကိုပွဲတစ်ခုမှအရန်တူသမီးနေနဲ့တွေ့လိုက်ရလို့အလုကအံ့ဩနေကြပါတယ်။ကောင်မလေးကအရန်လာလာတလူပိန်ပိန်လေးနဲ့ကြီးကောင်းလွန်လာတဲ့အတွက်ဝိုင်းချစ်နေကြပေမယ့်အမြင်မကြည့်တဲ့ပရိသတ်တွေကတော့အပြုတ်မှုတစ်ဆမှငြင်းငြင်းမနေတဲ့ဘော်ဘီဆော့ဆာကိုဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။ တချို့ကလည်းလွှမ်းပိုင်ထားကြတာဟာဒီလိုကနာမငိမ့်တဲ့အချင်းချင်းဆိုပြီးခေါင်းစဉ်တက်အပြစ်ပြောကြပါတယ်။တကယ်တော့ Bobby Soxer ဟာစိတ်ကနာမငိမ့်လို့လုံနေတာမဟုတ်ဘဲ Tourette Syndrome လို့ခေါ်တဲ့အာယုံကျော်ရောဂါတစ်မျိုးကိုခံစားနေရတာဖြစ်ပါတယ်။မျက်လုံးတစ်ဖက်ဖြတ်ခတ်ခြင်းကနာမငိမ့်ခြင်းတို့ပါဝင်တဲ့ရောဂါကိုစိတ်ပညာအရ Tourette Syndrome တာမှမဟုတ် Tourette ရောဂါလက္ခဏာဆိုလို့ခေါ်ဆိုပြီးအများအပြားကလေးပွန်းကအသက်9နှစ်မှ10နှစ်ကြားမှစတင်ဖြစ်ပေါ်တယ်လို့သိရပါတယ်။ လက္ခဏာတွေနေနဲ့လူနာဟာမျက်ခမ်းလှုပ်ခြင်း၊နှာခေါင်းပင်ခြင်း၊ပုခုံးတွတ်ခြင်း၊ခေါင်းရမ်းခြင်း၊နှာခေါင်းရှုံခြင်းစတာတွေကိုအငြိမ့်မနေလှုပ်ဆောင်ပြီးဒီဖြစ်ရတဲ့ဟာလူကလုံနေတာမဟုတ်ဘဲအာယုကျောပြတနာကြောင့်ခန္ဓာကိုယ်ကအလိုလိုတုံ့ပြန်တာဖြစ်ပါတယ်။နောက်ပိုင်းနေဘော်ဘီဆော့ခ်ဆာရေလို့စတဲ့ကလေးကဘော်ဘီဆော့ခ်ဆာအငြိမ့်မနေတတ်တာကိုအားလုံးသိကြမယ်ထင်ပါတယ်။ဘလူတီယောဂဖြစ်ရတာလေဆိုရင်တော့မိသားစုထဲမှာထရက်ယောဂရှိသူရှိဖို့ရင်ကလေးမှဖြစ်နိုင်ခြေပိုများပါတယ်။ ဒါမှမဟုတ်ကိုဝင်ဆောင်စိန်အာဟာရချို့တဲ့ချိန်တက်လွန်ကဲခြင်းနဲ့ငယ်ရွယ်စဉ်အုံနောက်နဲ့အာယုံချောပြဿနာကြီးကြီးမားမားဖြစ်ခြင်းတို့ကြောင့်တဲ့ကနာမငင်ယောဂဖြစ်ပွားလေရှိပါတယ်။ဘောမီဆော့ကဆန်ဖြစ်တဲ့ယောဂကတော့အရင်ကြီးမပြင်းထက်မဲထိမ့်ချုပ်နိုင်တဲ့အစမှာပဲရှိသေးတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ဒီတော့အဆိုပါယောဂကိုကုလို့ရလားဆိုရင်လုံးဝကုလို့မရပါဘူး။ လုံးဝရတိပြက်ကြီးဖြောက်သွားအောင်ကုနိုင်တဲ့စေဝါမျိုးမပေါ်ပေါက်သေးပေ။နိလာချက်တွေညာအသက်ကြီးလာတဲ့ကလူအများစုမှဖြစ်ဖြစ်ချင်းသက်သာလာတယ်လို့သိရပါတယ်။ဒါကြောင့်ကုလမရတဲ့ယောဂါကိုအပြင်ဝိုင်းပြောနေမယ့်အစားနိလူရွှေပြီးတော့လူနာရှင်ကိုစိတ်ခွန်အားပေးလို့ရပါတယ်။အနုပညာတိုင်ဝမ်မှာဆိုရင်လေဘော်ဘီဆော့ဆာရဲ့ယောဂါကိုမသိခြင်းအောင်စားပြီးလစ်လျူရှူထားတာကိုတွေ့ရပါတယ်။ လမ်းမိုက်ကလည်းဒီလိုယောဂါကိုတည်ပြီးမှတွေ့ခင်တာမို့လို့ဒီယောဂါကြောင့်လမ်းခွဲတယ်ဆိုတာမဖြစ်သင့်ဘူးလို့ထင်ပါတယ်။ပရိသတ်တွေကလည်းသူများရဲ့ကျမ်းမာရေးအားနည်းချက်ကိုဖိနေပြီးမိန်းကလေးတယောက်ကိုဒီလိုပြောဆိုနေတာကမဖြစ်သင့်ဘူးလို့ထင်မြင်မိပါတယ်။ဘော်ဘီဆော့ဆာကိုရန်ကလည်းသူမမှာဒီလိုယောဂရှိချောင်းနဲ့မျက်စိနောက်သွားရင်ခွင့်လွှတ်ပေးကြဖို့တောင်းပန်ကြောင်းအင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပူပါတယ်။ ဒါကြောင့်ပြိတက်ချင်းတို့လည်းတယောက်တည်းတောက်ပအေးချနေတဲ့ကောင်မလေးကိုဒီလိုခဏမငြိမ်တဲ့ကိစ္စနဲ့ပဲသွားမဝေပန်းချဖို့အမှားပါလိုက်ရပါတယ်။ပြီးတော့နိစက်ရဆွေမျိုးနဲ့ပတ်ဝန်းကျင်မှာရောဒီလိုယောဂသင်တွေကိုတွေ့ဘူးလား။ဘလောက်ထိဆိုးဝါးပြီးဘလို့နေထိုင်ကြတလင်ဆိုတာကိုရောသိရင်အလုံးဘဟုတုတ္တရရှာသွားအောင် comment မှာရေးပြခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်။ဒီအကြောင်းကိုလူတိုင်းသိသွားအောင်လေဗီဒီယိုလေးကို one share ခဲ့ကြပါအောင်နော်။